မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဟိတေတိဆရာတော်ပါအကြောင်းကံကောင်းမှ အကောင်းကံတွေကအကျိုးပေးမှာပါဘယ်လိုမျိုးပါလဲဆိုတော့ကိုလောက်တာသည်ဘသူမပြူးမိမိမူတဲ့ကိုကဘာပဲလှုပ်လို့ စေတနာထေးပြီးတော့လှုပ်တဲ့အခါအဲ့ဒီစေတနာသည် ကိုယ်ကိုပြန်ပြီးတော့ကောင်းကျိုးပေးမှာပါကုသိုလ်ဆိုတာအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့အပြည့်မရှိဘူးကောင်းတဲ့အကျိုးတွေကို ပေးတတ်တာကိုကုသိုလ်အကုသိုလ်ဆိုတာသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့ပါဠိတော်တွေမှာဒီလိုလာပါတယ်သူကအပြည့်ရှိတယ် ကောင်းတဲ့အကျိုးတွေကိုမပေးနိုင်ဘူး။ဟောရောက်မြန်လန်လိုက်။အဓိကပြောလိုတာကအကြောင်းကံကောင်းဖို့ဆိုတာ။အကြောင်းကံဆိုတာကကိုပြုလုပ်တိုင်းပြုလုပ်တိုင်းမှာအကြောင်းကံတွေဖြစ်နေပါတယ်။ရေတောက်လို့ရတဲ့ကံကိုပြောတာမဟုတ်ဘူး။ကံဆိုပေမဲ့သူကပြုလုပ်တာကိုကံလို့ခေါ်တာပေါ့။ပါဠိလိုသင်္ခါရလို့လည်းခေါ်တာပေါ့နော်။ကိုကပြုလုပ်တယ် ဘာတွေပြုလုပ်လဲကိုသူများကိုပြုံးပြရင်သူများကလည်းပြန်ပြီးပြုံးပြတာပေါ့အဲ့ဒါလေးလူတိုင်းသိပါတယ်နော်အကြောင်းကံတွေကောင်းအောင်ကိုကကုသိုလ်လုပ်ဖို့အဖွဲတဖွဲဖွဲတယ်ဥပမာကုသိုလ်တွေလုပ်တတ်အောင်နော်နှောင်လာနှောင်သားတွေကိုနော်ငနာခဲ့ကလေးတွေကိုကုသိုလ်ပြုတတ်အောင်ကိုကလမ်းပြဆောင်ရွက်ပေးတယ် ဥပမာကိုစီကလည်းထေးရတာပေါ့ကဲတယောက်စီက3သိန်းစီထေးဆို3သိန်းစီထေးကထင်ခေးမယ်ပေါ့လေအဲ့ဒီခါကိုကကိုပြုလှုပ်ထားတာကအကြောင်းကံနော်အဲ့ဒါအကြောင်းကံကောင်းရင်အကောင်းကံတွေကပဲအချိုးပေးလာမှာပေါ့နော်အီးဘိတ်ခူလို့ဘာလို့ခေါ်လို့မရတာလေမြတ်စွာဘုရားကဒါ ပရိခရာရှိပါမလူဖူးလို့ဗောပရိခရာရှိပါလူတန်းဖူးရင်အီဟိဘိတ်ခုခွာထိုက်ပြီလေအဲ့ဒါအကြောင်းကံကောင်းမှာအကောင်းကံတွေကအကျိုးပေးမှာအခုအကြောင်းကံမကောင်းခေတော့အကောင်းကံတွေကသူ့ကိုယဟန္တာဖြစ်နေပြီဒါပေမဲ့ယဟန္တာရဲ့တစားပလာဖြစ်တဲ့ပရိခရာရှိပါနဲ့တကွာဘဝကိုဖျက်သိမ်းမတော်ဘူး အဲ့ဒါလူတိုင်းကြားကိုပါတယ်နော်အဲ့ဒါနဲ့အကြောင်းကံကောင်းဖို့ကိုတို့ကအကြောင်းကံတွေကို ကောင်းအောင်ပြုလုပ်ပေးရမှာဖြစ်တယ်ဘယ်လိုမျိုးပါလဲဆိုတော့တရားဟောနေတယ်ဘုန်းကြီးတပါကိုကနားထောင်ကြည့်တယ်ဩဒီဆရာတော့တော်တော်လေးဘ ഹു တုတ္တတွေပြည့်စုံတာပဲအချင်းနဲ့လေးပြည့်စုံတာပဲလို့ကိုကနှလုံးသွင်းမိတယ်ဆိုပါတော့အဲ့ဒါအကြောင်းအကြောင်းတရားကောင်းအောင်သွင်းထားပြီးပြီ ကိုခံရတဲ့အခါအကျိုးတရားလေးကောင်းလာမှာပဲအဖေလိုတရက်ပင်ဆိုင်မှာတော့တရက်သီးစားဖို့ဟာကိုပြောစရာတော့လိုသေးလားမလိုပါဘူးဒီလိုပဲပေါ့ဟိုလမ်းမှာတွေးတဲ့လမ်းမှာတွေးတဲ့ဥပမာအဖိုးအဖွားတွေဟိုအလူခံနေကြတဲ့အဖိုးအဖွားတွေကိုဝတ္ထုငွေလူကြီးเนาะဖုံးကြီးလေးလူလို့ရတာပဲဖုံးဖုံးတို့လေးလူတာပဲခဏခဏပေးတာပဲ ဒါဖုန်ကြီးတွေဆိုတိုင်းကိုဘေးယူနေတယ်လို့ပြောကြတာပေါ့ဖုန်ကြီးတွေဆိုတိုင်းယူဘက်ခန္ဓာမိမိဘေးယူနေတယ်လို့ပြောကြတာပေါ့မဟုတ်ပါဘူးဖုန်ကြီးတွေလည်းဒါနာပြုလုပ်ရပါတယ်ဒါဒါနာကောင်းလို့လေကာအကောင်စားတွေစိနိုင်ကြတာပေါ့နော်ဒါဖုန်ကြီးမို့လို့ဖုန်ကြီးတွေဘက်ကပြောတာမဟုတ်ပါဘူးအเจ้าကောင်းအောင်လုပ်ခေလို့အကောင်းကံတွေကအကျိုးပေးတာပေါ့ ဒါဆိုရင်ဒါကားတော့ကောင်းနေပြီလေရှင်ဘုရားအဲ့ဒီကားနဲ့ပြင်လို့တော့မူသောတွေပုံကြီးတွေလည်းရှိတယ်အဲ့လိုမျိုးဇောရကတက်စရာလည်းရှိပါတယ်ဒါကတော့အကြောင်းတရားမပြည့်စုံခဲ့လို့ဒါအကျိုးတရားမလပ်ပါခဲ့တာပေါ့ဒါခပက်ပက်ပြီးတော့မစည်းတဲ့အခါကျတော့ဒါ accident ဖြစ်ပြီးတော့ဆုံတိမ်ပါဆုံးပါတော့တဲ့ ကျန်တော့မူသွားတဲ့တန်ဃာတော်တွေလေးရှိတာပေါ့ဒါတန်ဃာတွေအတွက်တန်ဃာထူးအတွက်နှမျောစရာကြီးအဲ့လိုလာတယ်လူတွေကအရှင်ဘုရားတဲ့ဟိုဓမ္မကတိကဆရာတော်တွေလူထွက်တော့ရင်တဲ့တော်တော်လေးသာသနာအတွက် ဆုံးရှုံးမှုကြီးနှမျောစရာကြီးတဲ့အဲတရားကိုသီးတဲ့လူကကြတော့ဒီစကားမတော်တော့ဘူး။ဘာဖြစ်လို့?ကံကံရေးအကြောင်းသူဝဲကျွေးနေသူဝဲကျွေးရှိရင်တော့ ေးဆက်ရမှာပဲလေဒါဝက်ကျွေးရှိလို့ပြန်ပြီးတော့ထွက်ပြီးတော့ပေးဆက်ရတာလေဖုံဖုံတို့လေဘလို့ပေးဆက်ရမလဲဆိုတာမသိဘူးလေကိုကဘာတွေဘာတွေလုတ်ခေးလေဆိုတာမသိနိုင်ဘူးလေအဲ့နဝက်ကျွေးရှိလို့ခံရတာပေါ့နာအဲ့ဒါလူထွက်တော့ပြီဆိုပြီးတော့တရားမမက်ဘူးလို့မထင်နဲ့တရားမဲရှင်လေမဲနေအလုံးလုံးနေမှာပေါ့တရားအလုံးကတော့ဘာဖြစ်လို့လဲ အကျင်းပါနေပြီလေနော်တန်ကာတွေနဲ့တန်ကာအသင်္ကန်းအဝက်နဲ့နေဘူးတော့အကျင်းပါနေတော့ကိုမိမရတဲ့ခါလဲမိမရေစွန့်လာခဲ့ပါအောင်လို့ပြောတာအဲ့ဒါကြီးစရာပြောတာမဟုတ်ဘူးဒါတကယ်ပေါ့နော်တကယ်ဆိုတာသူမှစိတ်အစင်မှဝတိပါနေပြီသူပြုတ်လောက်တဲ့အလောက်ကတော့သူမှပါတော့ပြီဘာပြုတ်လောက်တာလဲဆိုတရားမတ်တဲ့ဘုံကြီးမှာတရားမတ်တဲ့အလေးအချင်းပါတော့ပြီ ဘလို့ပဲမိမနဲ့နေနေအဲ့ဒါအပြည့်ပြောစရာတော့မလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू ဝက်ကျွေးနဲ့ तू ခံရတာပေါ့နော်အခုလေကိုတို့ကအဲ့ဒီဝက်ကျွေးပေါ်မှာပြန်ပြီးတော့နှလုံးသွင်းမမအောင်ဝက်ကျွေးမဖြစ်အောင်အကြောင်းကံဖြစ်အောင်လုပ်တဲ့